ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ wine soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ promo code ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ Hello မင်္ဂလာများဆောကဟောက်စ်ရဲ့တင်ဆက်မှုအနေကြိုးဆိုပါရစေ။ကျွန်တော်အခုဒါဆွေးနွေးသုံးသပ်တော့မယ့်အကြောင်းအရာကမကြသေးခင်ကပဲ။နိဗျဘဝ ဒါကင်တွေ့တဲ့ပွဲစဉ်ပေါင်းတစ်ထောင်ပြည့်ခဲ့တဲ့ဖပ်ကွာရီယိုလာဆိုတော့ကွာရီယိုလာနဲ့ပတ်သက်တဲ့ချီးကျူးစရာအဖုံဖုံပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းကိုအထိကဆွေးနွေးကြတာဆိုတော့ဖပ်ကွာရီယိုလာကအခုဆိုရင်လီဗာပူးကိုဒါ3-0ဆိုတဲ့ရလနဲ့အနိုင်ပြည့်တဲ့နောက်မှာပွဲဟောင်းတစ်ထောင်ပြည့်သွားပြီမန်နေဂျာပွားမန်နေဂျာပွားပထမဆုံးပွဲနိုမန်စီယာနဲ့ပွဲကနေစပြီးတော့အခုဆိုတာပွဲတစ်ထောင်ပြည့်သွားပြီအဲ့ဒီပွဲတစ်ထောင်ဆိုတဲ့မှတ်တမ်းအတွင်းမှာပေါ့နော်ပွဲတစ်ထောင်ဆိုတဲ့ ဒီမှတ်တမ်းရှည်ဤအတွင်မှာသူရဲ့ဒီတကယ်တူနိုင်မမီတဲ့စံချိန်တွေကျွန်တော်တို့အများကြီးတွေ့ခဲ့ရတယ်။နိုင်ပွဲရာခိုင်နှုန်းဟာ97ရာခိုင်နှုန်းကျော်ရှိတယ်။ဒီပွဲတစ်ထောင်မှာဒီရှုံးပွဲ percentage က198ပွဲပဲရှိတယ်။ဆိုတော့ဒီပွဲတစ်ထောင်ပြည့်တဲ့အချိန်မှာနိုင်ပွဲ100ကျော်ယုံလေးရှိတာရော။ sorry ချုံမတ်တရားကျော်လေးရှိတာရောနိုင်ပွဲ90တရားရင်လို့ရှိတာရောအဲ့ဒါကဒီ Pep Guardiola ရဲ့အဲ့ဒီမှတ်တမ်းကောင်းတဲ့နင်းနင်းနားနီးရှိတဲ့နီးပြဆိုတာဘောလုံးသွားမှာမရှိခဲ့ဘူးတရားမဟုတ်မရှိခဲ့ဘူးဆိုတော့ Barcelona ပတ်သက်ရင်ဒါပေမဲ့ဒါကိန်းကနန်းတွေပဲရှိသေးတယ်ကိန်းကနန်းတွေကသူ့ရဲ့တကယ်ဒီလွန်မိုးနိုင်စွမ်းအစစ်ကိုပါဝါအစစ်ကိုကိုသားမပြူဘဲထားလိုက်စောစောပြောတယ်90တရားရင်လုံးရှုံးပွဲအရန်နေတာတွေထားလိုက် အဲ့ထက်ပိုပြီးတော့အန်အိုးကိုကောင်းတာကလက်ရှိကျွန်တော်တို့ဘွန်ဒက်စ်လီကအမပီးစရာမှာဦးဆောင်နေတဲ့ဘိုင်းမင်းနက်အတန်းဆိုရင်နီပြဗင်ဆန်ကမ်ပဏီလက်ရှိအင်္ဂလိပ်ဒီပရီးမီးယားလိအမပီးပြိုင်ပွဲမှာဦးဆောင်နေတဲ့အာဆနယ်အတင်းနီပြမီကယ်အာတတာလက်ရှိလာလီဂါမှာဦးဆောင်နေတဲ့ရီယယ်မက်ဒရစ်အတင်းနီပြ ဂျာဗီအလွန်ဆိုဒီကစားသမားတွေအကောင်လုံးကဖပ်ကွာဒီယိုလာလက်ထွက်တည်ပြီပြီးရင်လက်ရှိဒီပြင်သစ်လီဂိုးမှာအမပြေစရာထိတ်ဆုံးမှာဦးဆောင်နေတဲ့ PSG အသင်းရဲ့နီပြလူဝီစ်အန်အန်ရီကေဆိုတာသူ့ရဲ့မိတ်ဆွေပြီးတော့သူ့ဘာစလိုနာမှာဒီသူ့နောက်တက်နီပြပေါ့သူ့သူ့လိုပဲဒီ2015မှာအောင်မှုတွေယူခဲ့တဲ့နီပြသူနဲ့ဆက်နွယ်တဲ့နီပြလို့ပဲပြောရမယ်ဆိုတော့ လက်ရှိဘောလုံးကဘာမှာတော်မှုနေတဲ့နီးပြားတွေအကုန်လုံးဟာဖပ်ကွာဒီိုလာနဲ့ဒီအငွေ့အသက်မကင်းကွာတဲ့နီးပြားတွေဖြစ်နေတယ်။ဆိုတော့ဒါမျိုးကဘောလုံးဆောင်ရွာမရှိဘူး။အရန်ကိုလက်ရှိလက်ရှိခစ်ပြိုင်အနေနဲ့ပြောတာ။အိုးတော့ကနီးပြားကြီးရဲ့ဟိုတဆင့်တဆင့်တဆင့်အဲ့လိုအဲ့လိုမျိုးမဟုတ်ဘဲနဲ့ခစ်ပြိုင်နေတဲ့သူကိုယ်တိုင်လည်းနီးပြားနေတဲ့အချိန်မှာသူ့လက်အောက်၃ယောက်က လိပြန်ပွဲ၃ခုကိုဥဆောင်နေ Real Madrid Arsenal Bayern Munich တော့ဒါမျိုးကမရှိခဲ့ဘူးအဲ့လိုပဲလက်ရှိဒီ Club World Cup Champion ပေါ့နော်ဒါ Chelsea Chelsea ဆိုရင်ဆော့ဆော့ပြောတဲ့ဒီဟို Real Madrid တို့ Bayern Munich တို့ Arsenal တို့လို့အစင်းစားမပြက်နိုင်ဘွေးတွေရလောက်တဲ့အဆင့်အထိမတည်ဆောက်နိုင်သေးဘူးဒါပေမဲ့သူ့ကို Chelsea ကိုလည်းဒီ စီရူစီကိုယူတဲ့နိပြတိုးနေပြီးတော့အန်ဇိုမာရော့စကာကိုတိုင်းလည်းဒါထိုက်တန်နိပြအဖြစ်အတိမပြုတ်ခံရသူတိုးနေနဲ့အဲ့လိုနိပြမျိုးလဲသူ့လက်ထွက်ပဲပြီးတော့ဒီ dominant torrent not dominant torrent ဆိုတာ manchester city မှာဖပြက်ဒီလက်ထောက်နိပြအဖြစ်လုတ်သွားတယ်သူ michael arteta လည်းဒါ man city မှာသူ့ရဲ့လက်ထောက်နိပြဖြစ်လို့သွားတာဆိုတော့ထားပါတော့ dominant torrent ဆိုလဲလက်ရှိဒီ mexican ထိုက်တန် club monterrey ကိုကိုင်တွယ်နေတယ် ပြီးရင်ဘာစီလိုနာမှာသူ့ရဲ့ဒီအဓိကနောက်ခံလို့ဖြစ်ခဲ့ပြီးတော့ Gabriel Milito ကျွန်တော်တို့ဒီ Inter Milan နဲ့အတူဒီဖလားသုံးရခဲ့တဲ့ Diego Milito ရဲ့ညီ Gabriel Milito ဆိုလက်ရှိ Chivas မှာကိုင်းတွဲနေတယ်။အဲ့လိုပဲသူ့ရဲ့သမီးနောက်တစ်ယောက်ဖြစ်တဲ့ Sas Fabregas ရဲ့ခိုးမှု series မှာဘလို့ခြေစွမ်းမျိုးနဲ့ကစားပြနေဆိုအားလုံးတွေ့တယ်။ဆိုတော့ဒါရီကဒီ Pep Guardiola ရဲ့အင်မတန်ကိုချီးကျူးစရာကောင်းတယ်လေးစားစရာကောင်းတယ်အောင်မြင်မှုတွေလည်းကိုတဲလို့ရတယ် တော့ဘာကြောင့်သူဒီလောက်လွှမ်းမိုးနိုင်တာလဲဘာကြောင့်လဲဆိုသူ့ရဲ့သူ့အသင်းရဲ့ပေါ့သူ့ရဲ့ style of play ဟာအရန်ကိုဆက်ဆောင်မှုရှိတယ်အဲ့တော့ဆက်ဆောင်မှုရှိယုံအပြင်သူ့အသင်းဟာနိုင်ပွဲတွေရတယ်အဲ့တော့ဆက်ဆောင်မှုရှိတဲ့နိုင်ပွဲတွေရတဲ့အပြင်ကို supply တွေရတယ်အဲ့ supply ကလည်းဟိုတစ်လုံးမဟုတ်နှလုံးမဟုတ်ငါးလုံးမဟုတ်ဆယ်လုံးမဟုတ်36လုံးယူထားပြီးသွားပြီဆိုတော့ဒီတော့ အောင်မြင်နေတဲ့အခါကျတော့အောင်မြင်မှုကိုစဉ်းစားမပြတ်တည်ဆောင်နိုင်တယ်ဆွဲဆောင်မှုလည်းရှိတယ်ဆိုတဲ့အခါကျတော့ဒါကြောင့်လေကဘာတောင်းလုံးမှာဖပ်ရဲ့ကစားဟန်ကိုလိုက်ကစားခြင်းတဲ့သူလိုက်ပြီးတူပါခြင်းတဲ့သူအများကြီးပေါ်ခဲ့တာဟိုတလောကတော့ကျွန်တော်ဖပ်နဲ့ပတ်သက်ပြီးတော့ဒီဖပ်ကွာရီယိုလာနဲ့ဒီသူ ideology ကို copy ကူးလို့များဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တမုတ်ပြောလိုက်သေးတယ်ဟုတ်တယ်အဲ့လိုတင်ခဲ့တာအဲ့လိုဖြစ်ခဲ့တာ ကြာကြောင်းဖပ်ကွာရီယိုလာနဲ့ပတ်သက်ရင်ကျွန်တော်တို့စူပလာရီအကြောင်းမပြောဘဲနဲ့ဒီဘောလုံးဘက်ကနေပြီးကျွန်တော်တို့ပြောမယ်ဆိုရင်အခိုင်မာတဲ့ဘေးရပလေးကိုဒီကန်စစ်ဇုံကနေစပြီးတဖြည်းဖြည်းတိဆောက်ရင်းနဲ့ပြိုင်ဘက်ကိုလွှမ်းမှုလွှမ်းမှုတာဝါမျိုးတာသူထိတ်ဆုံးနေရာမှာသူအဲ့ဒီဟာကိုလုတ်ပြနိုင်ခဲ့တယ်ပြီးတော့ဘောလုံးပိုင်ဆိုင်မှုကိုအဆက်မပြတ် maintenance လုပ်ရင်း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 နဲ့အဆက်မပြတ်ဒီလွှမ်းမှုတာသူအကောင်းဆုံးလုတ်ပြခဲ့တယ် ဲ့ဒီဆုံးရှုံးသွားတဲ့ဘောလုံးကိုတင်းတင်းပြန်ရအောင်လုပ်တဲ့အလုပ်ကိုသူအကောင်းဆုံးလုပ်ပြခဲ့တယ်။ပြီးရင်ကို့အသင်းကပေးလိုက်တဲ့ဘောလုံးပေးဖို့မှုတွေဟာကို့ကစားသမားတွေကိုချိတ်ဆက်ဖို့နဲ့ပြန်ဘက်ကစားသမားတွေကိုအချိတ်ဆက်မဲ့ဖို့အတွက်အဓိကလက်နက်ကိရိယာတစ်ခုဖြစ်လာတယ်။အဲ့ဒါကိုသူလုပ်ခဲ့တယ်။ပြီးရင်တိုက်စစ်မှာတကယ်တိုက်စစ်ရဲ့ဒီ4ကြီးဟာ ဟိုကို့အသင်းရဲ့ထိုင်မာတဲ့အုံမြင့်ဖြစ်လာတယ်ဆိုတော့သူလုတ်ခဲ့ရတယ်။ကို့အဝိလဲခန်းအတွင်းမှာကစားသမားတွေကိုတူနဲ့တူပို့ပြီးတော့စီးလုံးစီပြီးတော့ကစားသမားတူနဲ့တူကြားထဲမှာခိုင်မာတဲ့ဂရီကိုတွေတူနဲ့တူကြားထဲမှာအပြန်အလှန်ကူညီမှုတွေတွန်းပို့မှုတွေသူလုတ်ခဲ့ရတယ်။ဖပ်ကွာဒီလိုလုတ်ခဲ့ရတယ်အများကြီးပဲ။ဆိုတော့အဲ့ဒီအဝိလဲခန်းအတွင်းမှာမက်ဆီလိုကစားသမားတွေရှိခဲ့တယ်လေဗန်ဒေါစကီလိုကစားသမားအာလန်ဟာလန်ကေဗင်ဒဘရိုင်းနာလိုကစားသမားတွေရှိခဲ့တယ်။သူတို့လည်းဒီသူ့ရဲ့ဒီ ဘလော့ကောမလို့ဆိုဖပ်ကိုကူညီခဲ့ကြတယ်ဖပ်ကလည်းသူတို့ကိုကူညီခဲ့ကြတယ်ဆိုရင်အပြန်အလှန်အဲ့သူ့ရဲ့အပြန်အလှန်ဆိုတဲ့နေမှာကမ္ဘာအကောင်းဆုံးဒီတိုက်စစ်ဒီကစားသမားတွေပေါ့နော်လက်ရှိခေတ်ရဲ့သူသူနဲ့အတူလက်တွဲခဲ့တယ်သူ့စီကထွက်ခဲ့တယ်နောက်ကဒီသူ့အသင်းဟာနောက်ကနေကြော်ကြော်တက်ပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့အကြိမ်နေမနေဘူးဘာစီလိုနာမှာရောပြီးတော့ဒီမန်ချက်စတာစီးတီးမှာရောဆိုတော့ဘိုင်းမြူနစ်မှာရောအဲ့ဒါထားလိုက်တော့ ဆိုတော့အဲ့ဒီ competitive spread လေသူအတင်ဘယ်တော့မှ less မလျှော့ဘူးဆိုတဲ့ဟာလေသူအတင်သူအများကြီးလုပ်ခဲ့တယ်ဆိုတော့ဒါရီအကုန်လုံးက pop guardiola ကိုတကယ် legendary ဆိုတဲ့ status တက်လို့ရတဲ့နေပြတူဦးအဖြစ်ဖြစ်လာစေခဲ့တာသူရတာတခုက pop guardiola ကဘယ် club အတင်မှာပဲစစအစသူအရန်ခတ်ခဲခဲ့တယ်အစဘာကြောင့်လဲဆိုတော့ ့သူလုတ်ချင်တဲ့သူသွားချင်တဲ့ပုံစံတွေဟိုချက်ချင်းအဝင်ကြောင်လုံနိုင်ဖို့အတွက်ဘယ်အသင်းကဘလောက်မြန်သလဲဆိုတာရှိတာပေါ့ဘာစီလိုနာလိုအသင်းမျိုးကြတော့ပြဿနာမရှိဘူးအစခက်ခဲခဲ့တယ်ဒါပေမဲ့အထိုင်ကြမြန်တယ်ဘာမျိုးလဲကျမလဲသူအစောပိုင်းခက်ခဲခဲ့တာပဲမန်ချက်စတာစီးတီးမှာလည်းအစောပိုင်းခက်ခဲခဲ့တာပဲဆိုတော့ဆိုတော့သွားကျွန်တော်ပြောတယ်ဖတ်ပေါ်ရလာဒီနိပြဖြစ်လာတယ်နိပြဖြစ်လာတယ်ဆိုတဲ့အချိန်မှာသူလူငယ်အသင်းကနေပြီးတော့နိပြဖြစ်လာတာသူအစားဝင်ရတဲ့နိပြ right အဲ့တော့ဒီလူငယ်အသင်းရနေပြတယောက်ကတော့ယွမ်လပေါ်တာကယုံကြည်မှုအပြည့်နဲ့နေရာပေးလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ပထမဆုံးပွဲကနိုမန်စီယာနဲ့ကစားတယ်။နိုမန်စီယာနဲ့ကစားတဲ့အချိန်အဲ့တော့2008ခုနှစ်အဖာရှုံးနဲ့1-0နဲ့အဲ့ဒီအသင်းမှာဘာစလိုနာအသင်းရဲ့ legend တွေဖြစ်လာမယ်။ Victor Valdes တို့ Dani Alves တို့ Carlos Puyol, Puyol, Rafael Marquez, Abidal, Yaya Touré, Xavi, Iniesta အကုန်ပါတယ်။အကုန်ပါ E2 ပါဟမ် ်အွန်ရီပါတယ်မက်ဆီပါတယ်အဲ့ဒီကစားသမားအုပ်စုကြီး ਨੇ ရှုံးခဲ့တယ်အဖက်ကွာလိုလာရဲ့အသင်ကအာ sorry sorry only မပါဘူးဟို legend ဖြစ်လာမဲ့ကစားသမားတွေအများကြီးသူမွေးထုတ်ပေးခဲ့တယ်နူမန်ဆီယောရှုံးတဲ့ပွဲမှာသူ့အသင်းမှာထိတ်တန်းကစားသမားတွေအများကြီးပါဝင်ခဲ့တယ်အဲ့သူဟာလေကျွန်တော်ခေါင်းထဲမှာရောသွားလို့ဆိုတော့ ဟိုအဓိကပြဿနာပါလဲဆိုတော့ဒီကသောမကောင်းကြီးတွေနဲ့လေနိုမန်ဆီယာလို့အသိကိုသူမနိုင်ခဲ့ဘူး1-0နဲ့ရှုံးတယ်အဲ့နောက်တစ်ပွဲကသွားတယ်နောက်တစ်ပွဲမှာလည်းအခြေအနေကထူးထူးထွေးပို့ပြီးတော့ကောင်းမလာဘူးအဲ့ဒီပွဲမှာလည်းကမ်နောင်းမှာ Racing Santander နဲ့သူရထကြတယ်အဲ့မှာဒီ Barcelona ပရိသတ်တွေက Pep Guardiola ဟာသူတို့အသင်းရဲ့ဂန်ဝင်ကသောမဖြစ်ခဲ့ဘူးတယ်ဟာလာပြီးတော့ဒီအသင်းကပတိန်ဖြစ်ခဲ့ဘူးတယ်သူတို့တိုင်အောင် ဒီဘက်မှာအရင်ဆိုင်ရမှာက Real Madrid လို့အသင်းမျိုးဖြစ်နေတယ်ပြီးတော့ Atletico Madrid လို့အသင်းမျိုးလည်းရှိနေတယ်ပြီးတော့ Barcelona မှာကအမြဲတမ်းဒီ La Liga တစ်ခုလည်းကသူတို့အိမ်မက်မဟုတ်ရာသီတိုင်းနှစ်တိုင်းဟာဒီ UCL ကဒီအိမ်မက်လို့ရတဲ့အဆင့်တန်းမျိုးမှာဒီ Numancia နဲ့ Racing Santander နှစ်နှစ်ပွဲကတမပဲရတယ်နီးပြ Barcelona ပြိသက်တွေမယုံမယဲဖြစ်ခဲ့ကြတန်ကြဝင်ကြဝင်ခဲ့ကြတယ်ဒါပေမဲ့ထူးခြားတာကအနောက်ဆုံးပွဲရှုံးပြီးတဲ့နောက်ဒုတိယပွဲမှာဘယ်သူတွေပါလာလဲဆိုတော့ Racing Santander နဲ့ ဒီကမ်နောက်မှာတည်ကြတဲ့ပွဲမှာဖာဂျိုဘုစကက်စ်ပါလာတယ်အဲပြီးတော့ဘတ်ဘတ်ဘတ်ရိုပါလာတယ်အဲ့ကစားသမားတွေအဲ့ကစားသမားနှုတ်ဦးဟာတစ်ချိန်မှာအသင်းရဲ့အဓိကအဓိကအဓိကအစိတ်ပိုင်းနေကစားသမားတွေဖြစ်လာတယ်ဒါပေမဲ့အဲ့နှစ်ပွဲအပြီးမှာပဲယိုဟန်ခရိုက်ကဆောင်းပါးတဖို့ရေးတယ်အဲ့ဆောင်းပါးမှာပါလဲဆိုတော့ဘာစီလိုနာဟာဒီဖာပြည့်စနစ်အောက်မှာ ်ရေရှင်မအောင်မြင်ပါလိမ့်မယ်အခုရုံးကန်နေရပါမယ်ဘာကြောင့်လဲဆိုတော့လက်ရှိဘာစလိုနာသွားတဲ့ပုံစံဒီဖပ်ကွာဒီိုလာရဲ့အသင်ကစားတဲ့ပုံစံကိုသူအရန်ကြိုက်လို့ဆိုပြီးဆောင်းမတ်ဖို့တောင်းရေးတယ်အဲ့ကာလာတွေမှာယွမ်ခရိုက်ကနောက်ဆုံးယွမ်ခရိုက်လုံးဝမှတ်တမ်းခဲ့တယ်ဘာစလိုနာအသင်ကတကယ်တမိုင်းဝင်အမြင့်နေစီကိုရောက်ခဲ့တယ်2009မှာပဲအသင်းရဲ့တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်2009မှာကလန်ဒရီယာတစ်ခုအတွင်း ဆိုဘလား6လုံးရခဲ့တာမျိုးအရင်ကိုဆက်ဆောင်မှုရှိတဲ့ style of play ကိုချပြနိုင်ခဲ့တာမျိုးပြိုင်ဘက်တွေကို goal တွေဟိုပွဲတိုင်းဟာဒီ1တကူမဟုတ်2ကူမဟုတ်3ကူမဟုတ်ပွဲတိုင်းနီးနီးဟာ၄ကူလို့5ကူလို့3ကူ6ကူအဲ့လိုသွင်းတဲ့အသင်းမျိုးဖြစ်ခဲ့တယ်သူ့ရဲ့ဒီဘာစလိုနာနီးပြဘောက၄နှစ်တာဟာတကယ် phenomenal ဖြစ်ခဲ့တယ်ပြီးတော့ဒီဘာစလိုနာကနေရုတ်တရက်ထွက်သွားတယ်ဘိုင်းမြူနစ်ကိုကိုင်တယ်ဘိုင်းမြူနစ်ကို ကင်တဲ့အချိန်မှာလည်းအစောပိုင်းကအဲ့လိုပဲဒီသူ့အဖွင့်ပွဲကစူပါကပ်နဲ့တူတယ်ဒီယော်ဂန်ကလော့ပ်ရဲ့ဘော်ရစီယာဒေါ့တ်မွန်ရဲ့ပွဲသူသူ့အသင်ကောင်းကောင်းဖျက်ဆီးခံခဲ့ရအောင်ကျင်းဝန်းခံခဲ့ရတယ်ဒါပေမဲ့အချိန်တန်တော့ဖာကွာဒီယိုလာရဲ့အသင်ဟာဒါဘွန်ဒက်စ်လီဂါတိုက်တယ်ကိုနှစ်တိုင်းယူနိုက်ခဲ့တယ်အဲ့ဒီဒီနေရာမှာဒါဘွန်ဒက်စ်လီဂါကဖာမဟုတ်ပဲတခြားနည်းပြဆိုလဲရမှာပဲဆိုတာတွေဟုတ်တကယ်လည်းမှန်တယ်ဒါပေမဲ့တခြားနည်းပြရင်လည်းမတူတာကသူ UCL မရခဲ့ဘူး ူအစားဝင်တဲ့နီးပြား you highness ကအရှိမအောင်မှုတွေယူပေးခဲ့တယ်မှန်တယ်အဲ့တော့ဖာဖာအဲ့ဒီ UCL ဒီ Bayern Munich နဲ့တူမရခဲ့ဘူးဒါပေမဲ့ long term အနေနဲ့သွားတဲ့ league ပြိုင်ပွဲတွေမှာနှစ်တိုင်းပိုဆွဲတယ်ပိုဆွဲယုံနေမကဘူးစံချိန်ပြီးရင်စံချိန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 ်ဇက်တိုက်ဇက်တိုက်ဇက်တိုက်တင်ခဲ့တယ်သူငိုးလဲစံချိန်ပေကိုနေဆုံးလဲစံချိန်ရမှတ်အများဆုံးလဲစံချိန်ပွဲစဉ်မတိုင်ခင်ဘယ်နှပွဲအလုံးမှာပိုဆွေးလဲစံချိန်စံချိန်အဲ့စံချိန်တွေ ထက်ကတက်ကတင်နိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့တယ်။ Bayern Munich ဟာအဲ့ဒီနောက်ပိုင်းမှာ UCL ပြန်ရတယ်။နောက်ထပ်လည်းရကောင်းရမယ်။အဲ့ဒီအသင်းရဲ့လွန်မိုးနိုင်စွမ်းကိုမိဖို့ဒီခြေစွမ်းပိုင်းတိုက်စစ်ပိုင်းအဆအဆအရာရာပေါ့မိဖို့တော်တော်လေးရုန်းကန်လာလိမ့်မယ်။အိုက်ဆန်ရင်တွေပေါ့။နောက်ဒီ၄90နဲ့20အတွင်းတခြားအသင်းတွေချိုးဖျက်ပေါ့။တခြားနည်းပြတွေနဲ့အတူလာပြီးတော့ချိုးဖျက်နိုင်မှုအရာခက်လိမ့်မယ်။ပြီးတော့တခါအဲ့ဒီအသင်းမှာလည်းနောက်ထပ် legendary players တွေတင် Thomas Muller လို့ပြီးတော့ Philip Lahm Robert Lewandowski အများကြီးပါပဲထပ်ပြီးထုတ်ပေါ်ခဲ့တယ်။နောက်တေးရတဲ့ဒီ Manchester City ရောက်တော့လေသူ့ရဲ့ဒီပထမဆုံးຢာသီ2016ပေါ့နော်။တကယ် catastrophic ຢာသီပဲတကယ် cut site ຢာသီပဲ Manchester City အားအဲ့မှာ Pep Guardiola ကိုမကြိုက်တဲ့အုပ်စုတွေရဲ့အတန်းနေပြီးတော့မှတော့နိုင်ငံကမှာရော Guardiola က Premier League ရောက်တော့မရပါဘူးတွေးပြီးမဟုတ်လားဆိုတဲ့ဟာမျိုးလေ။သူကဒီအသင်းတွေကိုဒီလိုကင်တာ ਉਹ ဒီအသင်းတွေကိုဒီလိုကင်တာ ਉਹ ဆိုတဲ့ဟာမျိုးကြားခဲ့ရတယ် ပြောတာတွေလည်းယာယီအဖြစ်မှန်ကန်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးကျတော့ Pub Guardiola ပြမြလေးကိုလွှမ်းမိုးတာပဲ။2018မှာဒီအလိပြိုင်ပွဲရမှတ်100ဆိုတဲ့အမှတ်ကိုရောက်တယ်။တရားသည့်အတွင်းမှာဒီဟိုဆူပလာမရတဲ့ယာသည်မရှိသလောက်အောင်မြင်မှုတွေရတယ်။ပြီးတော့ဟိုပြင်းဖလားလေးပေါ့နော် ပြင်းပလားတွေပြင်းပလားတရားဒီအတွင်း၄လုံးစလုံးရတယ်။အော်တူတူမှတ်တမ်းတွေကထုံးစံအတိုင်းပဲ pub နဲ့ပတ်သက်ကျွန်တော်စံချိန်တွေမှတ်တမ်းတွေအရင်ပြောရတယ်။ပြီးတော့ carbon ပေါ့နော် carbon ကို400သိန်းယူလာမျိုးတွေတော့ Istanbul မှာ2023 quadruple အော် sorry ဒီ travel အောင်မှုရခဲ့တာမျိုးတွေအမပီး champion ဆုကို400သိန်းဟိုရယူနိုင်တဲ့ပထမဆုံးနိပြဖြစ်လာတာမျိုးတွေ မန်ချက်စတာယူနိုက်တက်ဒီကန်နိုနီဗီယာကြီးဆာအလစ်ဖာဂူဆန်ကိုကြော်ပြီးတော့အဆအဆအရာရာသူရခဲ့တယ်။ဆိုတော့ဒါရီကဟိုဒါကြောင့်လေဒီဖပ်ဂေါ်ယူလာကသူရဲရဲတင်းတင်းပြောတာအင်္ဂလိပ်ဘောလုံးလောကမှာကန်နိုနီဗီယာကြီးအများကြီးရှိခဲ့တယ်။ကျွန်တော်ဆာမတ်ဘတ်ဘီတို့နော်ဘယ်ရှန်ဂလီတို့ပြီးတော့ဘော့ဖိုင်စလီပြီးတော့အာဟာဗတ်ချပ်မန်ဂျော့ဂျ်ရမ်စီဆာလစ်ဖာဂူဆန်အာဆန်ဗန်ဂါအဆရှိသူဖြစ်ပေါ့ဒီပရီးမီယာလိဂ် မှာနှစ်ပေါင်းများစွာ gain တွေပွဲပေါင်းများစွာ gain တွေအောင်မြင်မှုတွေလည်းယူနိုင်တယ်ဆိုတဲ့နည်းပြအများကြီးရှိခဲ့တယ်ကျွန်တော်သူတို့နဲ့အတူအခုဆိုညစာတပိုင်းလုံးစားလို့ရတဲ့အနေထားရောက်သွားပြီဒီကိုယ်ဝင်ကြောသာပြောခဲ့တယ်တကယ်လည်းဟုတ်တယ်ဆိုတော့ဟိုဒါတွေကတခြားသူတူထပ်လုံနိုင်ပုံမလွယ်တဲ့အလုပ်တွေဖပ်ကွာရိုလာအများကြီးလုံနိုင်ခဲ့တယ်ဘောလုံးနဲ့ပတ်သက်တဲ့ idea အစ်စ်တွေအတွေးခေါ်အစ်စ်တွေအယူအဆအစ်စ်တွေသဘောတရားအစ်စ်တွေ သူအများကြီးအများကြီးသူအခုဘပ်ကွာလူလာကိုကြည်ရတာကျွန်တော်ခံစားရတယ်သူနည်းနည်းလေးဟိုမောပန်းနေပြီဒါပေမဲ့ကွာကွာလူလာကိုရဲ့အကျင့်ကတော့မောမောရင်တော့မောလိမ့်မယ်ဒါပေမဲ့မောလည်းမရက်ကျင်ဘူးဆိုတော့ကသူ့အကျင့်ဆိုတော့ဒါဒါတော့ဒါ Manchester City ပြည်သက်တွေပို့တည်ပါလိမ့်မယ်သူတို့နီးပြအကြောင်း Barcelona ဒီပြည်သက်တွေ Bayern Munich နီးပြတယ်ငါပြည်သက်တွေ Salah Sousa ်ရဲ့သူ့ဘဝမှာဂုံအယူဆုံးဆန်ခြင်းအကြောင်းလေးသူပြောတယ်အဲ့ဂုံအယူဆုံးဆန်ခြင်းဆော့ဆော့ပြောတဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေကိုကြော်ပြီးတော့သူ့ဘဝမှာဂုံအယူဆုံးဟာကဒီပရီးမီယာလိနိုင်ပွဲ250ပြည့်တဲ့အချိန်တုန်းကပရီးမီယာလိမှာနိုင်ပွဲ250ပြည့်တဲ့အချိန်တုန်းကအဲ့ဒီနိုင်ပွဲ250ဆိုတဲ့ပွဲဒီနိုင်ပွဲအရင်အတွက်ကိုဆာလာဖာဂူဆန်သူအရင် admire ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးတဲ့55ပွဲရော့ပြီးတော့ပွဲ250နိုင်ပွဲပြည့်သွားတယ် အဲ့ဒါသူ့ဘဝအတွက်ဆဲလို့ချစရာအကောင်းဆုံးစံချိန်ပဲဆိုပြီးသူသူသူဝက်ကတူရဝက်ကန်သွားတယ်ဆိုတော့ထားပါတော့ဖာကအဲ့လိုပြောလဲတကယ်တော့ तू ကအကုန်လုံးကို तू ဆဲလို့ရှာတာပါနော် तू အဲ့လိုပြောလဲအကုန်လုံးကို तू ဆဲလို့ရှာတာဟုတ်တယ်အခု तू မောင်းနေသလိုခံစားရတယ်ဒါပေမဲ့ तू ထက်လိုချင်နေတော့မဲဆိုတော့လည်းကျွန်တော်တို့မြင်ရတယ်ဆိုတော့ဟိုရတဲ့ fly လည်းရလိမ့်မယ်လွတ်တဲ့ fly လည်းလွတ်လိမ့်မယ်တေးရလာကတော့ဖာကွာလီဘလာဟာ Manchester City အတွက် Bayern Munich အတွက် Barcelona အတွက်ပြီးတော့ ဘောလုံးအတွက်ဘောလုံးကဘာကြီးအတွက်အရန်ကိုတကယ်ကြည့်ကြခမ်းထားတဲ့ဟိုကွန်ပျူစရာကောင်းတဲ့တကယ်အလေးအနက်ထားရမယ်မိပြတူဆိုတာကိုသူသက်သေပြနိုင်ခဲ့တယ်ဆိုတော့ဒါတော့ဒီဖပ်ကွာဒီယိုလာပေါ့နော်ဒီကွာဒီယိုလာပွဲတစ်ဆောင်ပြည့်အမှတ်တရဂုံပြုဒါ content ဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဆော့ဘ house ရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်